ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကိုပါသတင်းရှိကလကိုင်းညွန်စီနော်စတိုက်ကြဆင်လာတဲ့တဲ့အိန္ဒိယမှာနေထိုင်တဲ့ဘင်္ဂလားနယ်ပါများကိုပါဘင်္ဂလားဒေ့ရှ်ကိုပြန်ပို့နေတဲ့တဲ့အပြစ်ခရရစင်မှုကိုရှုဖောက်တဲ့အစ္စရေးကိုအမေရိကန်သမ္မတသတိပေးလိုက်တဲ့တဲ့လာရောက်အတင်းအားလီယူနေတို့တန်းစစ်ပြတိုင်ရှာမှတ်လိုက်တဲ့တဲ့ပါအဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာပါ ထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။စောင်းစီရှိကလည်းကားရဲ့ညွန်စီနှုန်းစတိုက်ချဆင်လာပါတယ်။ဒီသတင်းကိုတော့မြန်သူသူကပေးပို့လာပါဗျ။ စားသုံးသူဈေးကွက်တွင်ရောင်းရှာဖို့အတွက်ယခုတပတ်စားအောင်စီရှိခံလက်ကရေးညွန်စည်းနှုန်းကို6080တက်မှတ်ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့တပတ်မှာစားအောင်စီရှိခံလက်ကရေးညွန်စည်းနှုန်းမှာတော့6130ကျပ်ဖြစ်ပြီးရောဇွန်လ23ရက်နေ့နဲ့29ရက်နေ့အထိရန်ကုန်အထိုင်းစီရှိခံလက်ကရေးညွန်စည်းနှုန်းမှာတော့စားအောင်စီတပိတ်သားကို6080ကျပ်ဖြစ်ကြောင်းစားသုံးစီတင်းတင်းတူလောင်ဖြန့်ပြူကျဲလုပ်ငန်းကြီးကြပ်ရေးကုမ္ပဏီကအသိပေးထုတ်ပြန်ကြေညာထားပါတယ်။ပြည်ရင်းလိုအပ်ချက်ကိုပြည်စည်းနိုင်ရွယ်ယူပြီးတော့စားအောင်စီရှိ ကလကိုင်းညွန်စင်းတို့များကိုအပတ်စဉ်တစ်ဆက်လျက်ရှိရာပြည်တွင်းမှာပြင်းထန်ဖြစ်တိုက်တဲ့ဇီနိုများဖြစ်ပေါ်ရေးကိုလည်းထင်းကျောင်းဆောင်ရွက်လျက်ရှိနေရလို့သိရပါတယ်။ဘိုးဘတ်အနေနဲ့နိုင်ငံခြားဝင်ကြီးစီကွက် FX Trading မှာစက်တောင်းစီလုပ်ငန်းရှင်များအတွက်ဇွန်လ20ရက်နေ့မှာအမေရိကန်ဒေါ်လာ1သိန်းထပ်မံရောင်းချပေးခဲ့ပြီးတော့ဇွန်လ19ရက်နေ့မှာလည်း FX Trading ပြတ်ပေါင်းမှာစက်တောင်းစီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာ1.5တန်းကျော်ရောင်းချပေးထားတယ်လို့လည်းသိရပါတယ်။ ဆက်လက်ပြီးနိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါတယ်အိန္ဒိယမှာနေထိုင်တဲ့ဘင်္ဂလားနိုဘာများကိုပါဘင်္ဂလားဒေ့ရှ်ကိုပြန်ပို့နေပါတယ်။ဒီတင်ကတော့ငင်းချောင်းဝပြပို့လာတာပါ။ ိန္ဒိယနိုင်ငံအတွင်းမှာကာလာရှိနေထိုင်ခဲ့ကြတဲ့ဘင်္ဂလားဒေ့ရှ်နေဖွားတွေကိုပါအိန္ဒိယနိုင်ငံကဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုပြန်လည်ပို့ဆောင်မှုတွေလုပ်ဆောင်နေရလို့သိရပါတယ်။အိန္ဒိယနိုင်ငံရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့အာတန်ပြည်နယ်တွေမှာနေထိုင်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုစစ်ဆေးပြီးရာယီစကန်တစ်ခုမှစူးစီးထားရှိတာတွေတွုံးမြင့်လုပ်ဆောင်ခဲ့တယ်လို့စူးစောင်းထားသူတွေကိုလည်းနေဆက်ဖြစ်ကြော်ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုပြန်လည်ဝင်ရဖို့အတွက်ပြည်အားပေးစီလုပ်ခဲ့မှုတွေရှိရလို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုပြန်ပို့ခရယာသူတွေဟာ အိန္ဒိယနိုင်ငံထဲမှာအချိန်ကာလတစ်ခုအထိနေထိုင်ခဲ့သူတွေဖြစ်တာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့ပြသနိုင်မယ်အထောက်အထားမျိုးလည်းမရှိတာကြောင့်နှစ်နိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ပြန်ပို့ခံရသူတွေကြားမှာအရှင်းများမှုတွေဖြစ်ပွားခဲ့ပါတယ်။အိန္ဒိယဘက်ကပြန်ပို့နေသူတွေထဲမှာအိန္ဒိယနိုင်ငံထဲမှာမူဖောက်ခဲ့သူတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါတယ်။အပြစ်ခဲ့ရဲ့ဆင်းမှုကိုရှုဖောက်တဲ့အစ္စရေးကိုအမေရိကန်သမ္မတသတိပေးလိုက်ပါတယ်။ဒီတင်ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နဲ့အစ္စရေးကြားကစစ်ပွဲပြီးဆုံးပြီလို့အတည်ပြုခဲ့ပြီးမှအပြည့်ခဲ့ရစေတာကိုစတင်ရှုပါတယ်လို့လှုံ့ဆော်နေတယ်။အစ္စရေးကိုပြစ်တင်ဝေဖန်လိုက်တယ်လို့သိရပါတယ်။ဒေါ်နယ်ထရန့်ကအင်္ဂါနေ့မနေ့ပိုင်းမှာအီရန်နဲ့အစ္စရေးကြားကဆက်နွေးရကြကြမြင်ခဲ့တယ်။စစ်ပွဲပြီးသွားပြီဖြစ်တဲ့လို့နှစ်ဖက်လုံးဟာအပြည့်ခဲ့ရစေဖို့အတွက်သဘောတူညီခဲ့ကြတယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့လိုပြောကြားပြီးနောက်မှာအစ္စရေးဘက်ကအီရန်နိုင်ငံမျိုးတော်တီဟီရန်မှာရှိတဲ့စစ်ဘက်ဆောင်တစ်ခုကိုတိုက်ခိုက်ခဲ့တယ်လို့သတင်းတွေထုတ်ပေါ်ခဲ့တာ ပါဒေါ်နယ်ထရန့်ကအစ္စရေးအနေနဲ့တိုက်ခိုက်မှုတွေမလုပ်ဘဲနဲ့ငြိမ်နေဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်အီရန်ရောအစ္စရေးပါဒီကိစ္စကမရက်ဖဲနဲ့ရှေ့ဆက်ရဲ့ဘလောက်အနေကြီးတဲ့ဆိုတာကောက်ကောင်သဘောပေါက်ဖို့လိုပါတယ်လို့ပြောကြခဲ့ရဖြစ်ပါတယ်အီရန်နိုင်ငံသားရဲ့ဝန်ကြီးကအစ္စရေးဘက်ကစတဲ့တိုက်ခိုက်တာမျိုးလုပ်လာရင်အီရန်ဘက်ကထုတ်ပြန်တိုက်ခိုက်မှာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်ဆက်လက်ပြီးအာဂါဇာလင်းတပ်ဖွဲ့ကိုလည်းလက်ခံရရှိထားပါသေးတယ်လာရတဲ့အမိကူးနေကိုတန်းစစ်ပြတိုင်ရှာမှတ်လိုက်ပါတယ်။ဒီတဲ့ကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။ ်သင်းထိန်ဒီကလက်လိုင်းရောဟာဘန်နိုင်းပြဿနာတွေကြောင့်လီဂူးနေကိုတန်းစစ်ပြစ်ဒဏ်ရှာမှတ်ခံခဲ့ရတယ်လို့သိရပါဗျ။ လိုင်ယွန်တင်ဟာအကျွေးယူကို1900နီးပါးတင်ရှိနေပြီးတင်ရှိနေတဲ့အကျွေးပမာဏဟာသတ်မှတ်ထားတဲ့အများဆုံးပမာဏကိုကျော်လွန်လာတာကြောင့်ပြည်သစ်ဗန္ဓာရေးစီမံခန့်ခွဲမှုအဖွဲ့ကတန်းစစ်ပြစ်ဒဏ်ရမှတ်ခဲ့ရပါလိုင်ယွန်အသေးပါရှင်တွေနဲ့ပြည်သစ်ဗန္ဓာရေးစီမံခန့်ခွဲမှုအဖွဲ့ကတာဝန်ရှိသူတွေဆွေးနွေးမှုတွေပြုလုပ်ခဲ့ရမှာလိုင်ယွန်အသင်းဘက်ကအကျွေးတွေကိုကာလတိုအတွင်းမှာပြန်ဆန်နိုင်မှုအတွက်နည်းလမ်းမရှိဘူးလို့ဝန်ခံခဲ့တာကြောင့်လည်းတန်းစစ်ပြစ်ဒဏ်ရမှတ်ခံခဲ့ရတာပါ ဘန်နိုင်းစီမင်းနဲ့မကညီရရရှိရာကြောင့်စစ်စစ်ခံရတဲ့အထက်မှာနိုင်တက်စ်နဲ့မိုနာကိုတို့ပါဝင်ခဲ့ပေမယ့်တိုက်စစ်ပစ်ဒဏ်ကလည်းလွတ်မြောက်သွားခဲ့ပါတယ်။လာယော်အသင်းဟာတိုက်စစ်ပစ်ဒဏ်ကြောင့်လာကာဆက်ပါဝင်အတိကကစားသမားတွေကိုရောင်းထုတ်ရတော့မယ်လို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နိုင်ရည်ကတည်းကနေဖြစ်ပါတယ်။တချို့အပိကြပြည်သက်များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။